ရာသာပရိသသမီများဒီဇင်ဘာလ၁ရက်မှ9ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်ရဲ့ဘေဒင်ဟော့စတန်နေ့မပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှတ်ရသေးတဲ့သူများနှိတ်ထားကြဖို့ဖြစ်ပါတယ်။မိမိရဲ့အလုပ်ကိုင်းများအကျန်စီများထင့်ငော့ကြန့်ကြာနေတတ်ပါတယ်။လက်ရှိကန်စတာအခြေအနေအကောင်းဆုံးမဟုတ်သေးပါဘူး။ ဖြည်းဖြည်းချင်းကောင်းလာပါလိမ့်မယ်လောလောဆယ်ကံနေမကောင်းသေးဘူးဖြည်းဖြည်းချင်းကောင်းလာမယ်ဆိုနမိတ်ပဲဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ကိစ္စအထက်သူများကိစ္စဒီကမြားနေတတ်ပါတယ်နောက်မိမိရဲ့အကြံစီများရည်ရွယ်ချက်များဟာလည်းပဲထင့်ငော့ကြံ့ကြပြီးမှအောင်မြင်ဖို့ရှိနေပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကနေပတ်သက်လို့အင်မတန်ကောင်းပါတယ်လုပ်ငန်းတွေတိုးတက်ဖို့စီးပွားတွေတိုးတက်အောင်မြင်စေဖို့အတွက်အခြေအနေကောင်းနေအခွင့်အလမ်းကောင်းနေအကူအညီကောင်းနေပေါ်လာဖို့ရှိနေပါတယ် လုပ်ငန်းနဲ့ပတ်သက်တဲ့စီးပွားနဲ့ပတ်သက်တဲ့အကြံစီများရည်မှန်းချက်များပြည့်မြောက်အောင်မြင်ဖို့ရှိနေပါတယ်။အဲ့ဒါငွေကြေးကံကတော့အနည်းငယ်လေးညံ့နေပါတယ်။ရစရာပေးစရာငွေများထင့်ော့ကြန့်ကြာနေတတ်ပါတယ်။ငွေအလင်ခံတတ်ပါတယ်။ငွေကြပြောက်တာမျိုးအထာမှားတာမျိုးသတိထားစေလိုပါတယ်။အဲ့ဒါငွေကြေးကိစ္စများအထူးသတိထားပြီးတော့စောင့်ရစေလိုပါတယ်။အဲ့တော့အခြေအနေပတ်သက်လို့ကတော့ စိတ်ပူစရာလေးတွေစိတ်နှောက်ရှက်ဖြစ်စရာလေးတွေရောထွင်းနေပါတယ်ပျော်ရွှင်မှုတွေကြည်နူးပါရမှုတွေစိတ်သုံးနေတဲ့စိတ်ပူစရာတွေတဝင်တုံမှုတွေနဲ့ရောထွင်းနေတဲ့နိမိတ်ဖြစ်ပါတယ်အဲ့တော့ကြည်နူးတရားမှုတွေနေပါနေသောနိမိတ်ပဲဖြစ်ပါတယ်အဲ့တော့ပြက်မလို့လို့ကွဲမလို့လို့ဖြစ်တဲ့သမီးစားများဆိုရင်တော့မပြက်မကွဲပါဘူးအိမ်တော်ကြီးကတော့မာနတွေအားပြန်နေတတ်ပါတယ်သူကလည်းမလျှော့ကိုကလည်းမလျှော့အဲ့တော့ညှိနှိုင်းရကတာမျိုးဖြစ်ရှင်ရကတာမျိုး ရှင်နေများလည်းကျုံ့တတ်ပါတယ်အမြင်နဲ့အယူဆတွေပွဲလဲနေတဲ့မာနတွေအားပြိုင်နေတဲ့ညှိနှိုင်းရခက်တဲ့နမိတ်ပဲဖြစ်ပါတယ်အဲ့တော့ပညာရေးကံကတော့အလယ်လက်ရှိပါတယ်လူကများများစူးစမ်းအားထုတ်ဖို့ရည်ကြီးပါတယ်ကျမ်းမိုင်းနဲ့ပတ်သက်လို့တော့ဝမ်ပိုင်းနဲ့ပတ်သက်တဲ့ဥကောင်းနဲ့ပတ်သက်တဲ့ယောဂများတတိထားစေလို့ပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့တီတိုးကန်ဆန်းမယ်ဆိုရင်တော့2 9 18ဖြစ်ပါတယ် တော့ကံကောင်းစေတဲ့အယောင်တွေကတော့အဝါရောင်အဖြူရောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။အဲ့တော့ကံကောင်းစေမဲ့ရေရာကတော့အိမ်ဖျားမှာနန်းကြီးတုပ်လှူဒန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေကြည်ပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။ရောင်းတွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုဘဲဥပြုတ်နဲ့ခောက်ပြပါ။ပစက်ကလည်းဆူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချင်းမဆိုဆောင်ရွက်နေပါလေ။ရောင်းထွက်ခြင်းနဲ့ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကို ဘဲဥပြုံးနဲ့ခောက်ပေးပါကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်းစေပိုင်းစေနိုင်စေခိုင်စေပါ